Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့တပတ်ကိုတနင်္ဂနွေတရက်ပဲရောင်းပေးတယ်တအူးကို9000ကျက်နဲ့အဝါစားလို့ရမယ်ငွေငါးပူဖေးဆိုင်လေးကိုခေါ်သားပေးကြပါတယ်အားလုံးပဲကြောစစ်နဲ့အတူလိုက်ခတ်ပေးအောင်နော်ဝင်ငါဝါးစားတဲ့နယ်သူတွေဆိုလို့ကျင်တော့တနင်္ဂနွေတည့်ရဒီမှာလာပြီးစားလို့ရတာပေါ့နော် ကိုကြောက်လည်းမွေးငါတပွင့်တပွဲမှာအများကြီးစားရည်လို့ရှိရတယ်ဆိုတော့အဲ့တော့ဟင်းရီထပ်ပြီးတော့ကြာတော့ထည့်တာပါဒီမှာတော့ကိုကိုရန်ယူစနစ်နဲ့ပေါ့နော်မကြောက်လို့ခောက်ဆွဲတုပ်တို့ပြီးသွားလို့ကျွန်တော်ရှင်မုတ်ဖတ်တုပ်တို့ဆိုတော့တုပ်ပါပေးရဘူဖေးထဲမှာပါပါတာပေါ့ဒါကြဟင်းချိုချိုဟင်းတရမွေးငါဘူဖေးဆိုလို့ရှင်တော့တော်တော်များများသိကြမယ်ပေါ့နော်ဒီဆိုင်ကတော့တပတ်ကိုမှတနင်္ဂနွေတရက်ပဲရောင်းပေးတာပေါ့နော်မွေးငါဘူဖေးမှာဘာတွေပါလဲဆိုလို့ရှင်အခုလိုမျိုးကျော်စတိုးအကျော်2မျိုးလဲပါရယ်ပေါ့နော် ပြီးရင်မွေးငါးဖက်ခောက်ဆွဲဖက်ညက်ဖက်ပေါ့နော်ဒါမျိုးအစုံပါပါတယ်ကျော်စုတို့ကိုယ်တိုင်ယူစနစ်နဲ့ကိုကိုစိတ်ကြိုက်ယူပြီးတော့ကြတော့စားလို့ရတယ်ပေါ့နော်မွေးငါးနဲ့တွဲစားဖို့အတွက်ကျော်စုတို့အသီးရွက်တွေအခုလိုမြုပ်သီးပေါ့နော်စီချက်ဒါမျိုးလေးထားထားပေးတယ်ပြီးတော့မွေးငါးကိုတော့ကျော်စုတို့ဟင်းရီကိုလည်းပေါ့နော်ပူပူလေးဖြစ်အောင်ပေါ့နော်တေချာလေးတို့နောက်ထပ်ရနေပြီးတော့ကြတော့ခွဲခွဲပြီးတော့ကြတော့ထုတ်ပေးတာကိုတွေ့ရတယ်ပေါ့နော် ။ငွေငါကိုဟင်းရီပူမှာစားတတ်တဲ့ကျော်စစ်အတွက်ကတော့အခုလိုမျိုးဟင်းရီပူပူလေးနဲ့စားရတာအရင်သဘောကျတယ်ပေါ့နော်။ဘူဖေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျော်စစ်တို့လူရမ်းကြတဲ့အချိန်ဆိုလို့ရှိရင်တော့အစားအသောက်ယူတဲ့နေရာမှာတန်းစီပြီးတော့ကြတော့ယူရတာမျိုးလေးတော့ရှိရပေါ့နော်ဒီမှာကတော့ကျော်စစ်တို့ချမ်းလေးထဲမှာဆိုတော့ကြတော့ကြဲကြဲဝင်းလေးနဲ့ဟိုမှာစားလို့လည်းကောင်းတယ်ပြီးရင်အကြော်တွေဆိုလို့ရှိရင်လည်းပူပူနွေ့နွေ့နဲ့ပေါ့နော်အကြော်စုံကတော့တပွဲကို3000ရောင်းပေးပါတယ်သူကတော့ဘူဖေးထဲမှာမပါဘူးပေါ့နော်ရှေ့မှာပဲကြော်နေတာဆိုတော့ပူပူလေးတွေကိုပို့ပြီးတော့ကြတော့စားလို့ကောင်းပါတယ် ကြောဆုံးပူပူနဲ့တွဲပြီးစားကြည့်ရင်တော့အခုလိုမျိုးကောင်းချင်းပေါင်းလေးပါသူတို့ရောင်းပေးသေးရပေါ့နော်အဲ့တော့ဒီမှာမွေးငါပူဖေးလေးစားပါမယ်အားလုံးပဲစားပါအောင်ခင်ဗျဒါတပတ်မှာတည့်ရက်ပဲတနင်္ဂနွေတည့်ရက်ပဲဖွင့်တာပေါ့နော်မနေ့ကို9နာရီလောက်ဆိုလို့ရှိရင်စပြီးတော့ကြတော့ဖွင့်တယ်ဒါရင်ဟင်းဒရာမွေးငါမွေးငါကိုအဝါစား

့အာကျော်ကျော်ကတော့တတ်တမ်းမှာပါတယ်ကျော်သူတို့ကျော်ကျုံတပွဲကိုသူက၃ထောင်ပေါ့နော်အကြီးချင်းနေနေဝင်းကအဝါစားတဲ့နယ်သူတွေဆိုလို့ကျင်တော့တနင်္ဂနွေတည်းရဒီမှာလာပြီးစားလို့ရတာပေါ့နော် တို့ကြတယ်မွေးငါတပွင့်တပွဲမှာအများကြီးစားရလူရှိရဆိုတော့อืมမုတ်ဖက်တုတ်ပါနော်မကြလို့ခောက်ဆွဲတုတ်တို့ပြီးသွားလို့ရှင်လို့ရှင်မုတ်ဖက်တုတ်တို့ပြဲသူကတုတ်ပါပေးရဘူးဖေးထဲမှာပါပါတာပေါ့ဒါကြတော်လေးဆောင်မယ်ဒါပြောင်းမှုတော့ ဒါတော့ဟင်းရီထပ်ပြီးတော့ကြာတော့ထည့်တာပါဒီမှာတော့ကို ကိုရန်ယူစနစ်နဲ့ပေါ့နော်ကိုစိတ်ကြိုက်တာမျိုးယူပြီးစားလို့ရတယ်ဟင်းမဘတ်တော့ကလေးနဲ့ခင်းပူပူလေးနဲ့လည်းအရင်လိုက်ကြအဲ့တော့ ကျော်လို့ဆက်ပြီးတော့ကြာတော့စားလိုက်အောင်မယ်နေတငယ်ချင်းနဲ့လားဆိုတော့လေနောက်ဘလော့မှာပြန်ပြီးတွေ့ဆုံပါမယ်အဓိကကတော့ဒီမွေးငါးကိုဘူဖေးစားချက်နဲ့သူဆိုလို့ရှိရင်ဒီဟင်းချိုချိုကိုဟင်းသလားမွေးငါးမှာလာပြီးတော့ကြာတော့စားလို့ရတယ်တော်များများလည်းသိချပြီးဖြစ်မယ်တရင်ွက်နေနေတက်ရက်ပဲရောက်နေသူကတပတ်မှာကိုလေဘူဖေးဒီမှာခင်းပေးထားတယ်ပြီးရင်တခြားအကျော်တို့ပြီးရင်ကောင်းရင်ပေါင်းတို့လက်ဖက်ရည်ကော်ဖီတို့ဒါတွေကတော့တတ်တတ်ထပ်ပြီးတော့ကြာတော့မှလို့ဝယ်လို့ရတယ်ပေါ့နော်ဒိဋ္ဌာကကြာတော့သူက နမောက်လန်းတဲ့1ပေါ့နော်အဲဒီတာမွေ EPC တာမွေမီတာယုံလားအမီတာယုံနဲ့မျက်နှာချင်းဆိုင်လန်းပေါ့အဲ့လန်းမှာမှဒီမှာသတင်းစာတိုင်းရှိရသတင်းစာတိုင်းကဘေးနားလေးမှာပဲပေါ့နော်အဲ့တော့လာပြီးစကြည့်ဖို့ဝင်မြတ်ပေးပါရဲ့နောက်ဘလော့ဒီမှာပြန်ပြီးတွေ့ဆုံကြပါမယ်အားလုံးပဲတက်တာပါ